မြင်နေတွေ့နေတာလေးတွေဟာနေပြီးတော့မှသတိပေးဖို့ပြောဖို့လိုအပ်တယ်လို့ထင်တဲ့စကားလေးကိုပြောပါမယ်နော်ဒီလိုလေးပြောရင်မကြိုက်တဲ့သူတွေလည်းအများကြီးပေါ်လာနိုင်တယ်ဆဲဆိုဝေဖန်မဲ့သူတွေလည်းအများကြီးပေါ်လာနိုင်တယ်ဒါပေမဲ့ကျွန်မပြောပြရစီနော်ဘာဖြစ်လို့လဲဆိုတော့တဘာဝဘေးရန်တည်းရမကြာခဏကြာရောက်နေတယ်ကျွန်မတို့တိုင်းပြည်မှာပရာဟိတအမိခံပရာဟိတဖောင်ဒေးရှင်းနေအများကြီးပေါ်လာတယ် အဲ့တော့ပေါ်လာတဲ့ချိန်မှာ Brighter Foundation တေးတေးကြီးကြီးပေါ့အများကြီးရှိတာပေါ့နော်အဲ့တော့ Brighter Foundation နေအနေနဲ့ Brahita Company Limited တွေမဖြစ်သွားဘူးလိုအပ်ပါတယ်ပြီးတော့ဒီ Brighter Foundation နေဆိုတာကလိုအပ်တဲ့နေရာတွေကိုတွားရောက်လှူဒန်းပေးတယ်ဆိုတဲ့နေရာမှာ Foundation 2000တွေရဲ့ ချွေးနှဲစာငွေတွေနဲ့လှူတာမဟုတ်ဖဲနဲ့အများခုနှစ်ရဲ့သားသမီးပြည်သူကလှူဒန်းထားတဲ့ငွေကြေးတွေကိုတဆင့်တာဝန်ခံဂျားခံအနေနဲ့တာဝန်ယူပြီးတော့မှလှူဒန်းပေးခြင်းဖြစ်တယ်။အဲတော့ foundation ထူထောင်ထားတဲ့သူတွေဟာလေမိမိပိုင်ချွေးနှဲစာကိုလှူတာမဟုတ်ဖဲနဲ့အများပြည်သူငွေတွေကိုလှူဒန်းပေးတာဖြစ်တဲ့အတွက်ကြောင့်မလို့မိမိက အကူကြီးခံတဲ့သူတွေရှိမှမိမိရတထေးမကြီးလိုတထေးကြီးတွေလိုမိသားကကြောင်းမကြီးလိုသူ့ဇာတာတထေးကြော်ကြီးတွေလိုပုံစံမျိုးတော့ချိုးလို့မဖြစ်ဘူးနော်ဘာဖြစ်လို့လဲဆိုတော့ခုနှစ်သားသမီးရဲ့အလူငွေတွေကိုစီမံပေးတဲ့သူအနေနဲ့ပဲရှိတဲ့ ਨੇ မိမိဟာပြည်သူရဲ့ကျေးဇူးရှင်တခါတည်းပြည်သူကနေပြီးတော့မှအာမိမိဒါလင်ဆိုတဲ့ပုံစံမျိုးထက်မိမိဒီမိမိကိုလာရောက်လှူဒန်းတဲ့ လူဒန်းထားတဲ့ပြည်သူတွေရဲ့ငွေကြေးတွေကိုတဆင့်ပြန်လည်ပြီးတော့မှလူဒန်းပေးတဲ့စီမံခန့်ခွဲသူအဖြစ်နဲ့သာရှိစေခြင်းနဲ့အထူးသဖြင့်တော့ဒါကတော့စီကိုင်းတဲ့လက်စီပေချမှာအမှန်ပဲနော်ဒါကတော့တေချာတဲ့တရားတစ်ခုပါနော်ဒါကိုလည်းကျွန်တော်တို့ပြည်သူတွေကအရန်နှလုံးသားနှုတ်တယ်တစ်ခုတစ်ခုဆိုရင်အရန် ခံစားလွယ်တယ်တခုတခုဆိုရင်အရန်ချီချူးလွယ်တယ်ပြီးရင်လည်းတခုတခုဆိုအရန်ဆဲဆိုတာလွယ်တယ်တဲ့မှတ်ထင်းချောင်းတာမျိုးတော့အင်မတန်ရှားတယ်ဆဲလိုက်မယ်ဆဲလိုက်မယ်မကြိုက်တာတွေ့လို့ရှိရင်ဟာချစ်စရာတွေ့ရင်လည်းဟာချီချူးလိုက်မယ်ပုံမြောက်လိုက်မယ်အရန်ချစ်လိုက်မယ်အရန်ဆက်ဆက်ထိမခံဟာတခါတည်းဒီလိုဖြစ်မယ်ဒါပေမဲ့မှန်ရာမှန်ချောင်းကိုဝေဖန်သုံးသက်ထောက်ပြတယ် ဟာမျိုးကတော့အင်မတန်နေပါတယ်။အဲဒီလိုမျိုးကြားတွေကမှဝေဖန်သုံးသက်ထောက်ပြတဲ့သူတွေကိုလည်းမနာလိုလို့ကန့်လန့်နေပြောတာကိုကိုတိုင်းလုံနိုင်လို့လားစသဖြင့်ဒီလိုစကားတွေနဲ့ဝိုင်းဝန်းပြီးထိုးနှက်ကြတယ်။အဲ့တော့တော်တော်များများကတော့အမုန်းခံပြီးမပြောကြဘဲနဲ့လက်ဆောင်ပြီးတော့မှနေကြတယ်။အဲ့တော့ဘလို့ပဲဖြစ်ဖြစ်ကျွန်မပြောချင်တာကတော့နော်ဆိုတော့မိမိပရဟိတလုပ်တဲ့သူတွေဆိုတာကဒီအများပြည်သူကတဦးတိုင်းတယောက်တိုင်းက အဲ့ပြန့်ကျင်းနေတဲ့အားကိုမိမိတနေရာမှာလာရောက်စုစည်းပြီးတော့မှမိမိကအများပြည်သူရဲ့ငွေကြေးနဲ့မိမိရဲ့လုံအားနဲ့ကိုပေါင်းဆက်ပြီးတော့မှလှူဒန်းခြင်းဖြစ်တယ်မိမိဟာဝိသကာကြောင့်ဥမာကြီးမဟုတ်ဘူးမိမိဟာ သူ့ဇာတာတထေးကတော်ကြီးမဟုတ်ဘူးမိမိဟာအများပြည်သူရဲ့ကျေးဇူးရှင်ကြီးမဟုတ်ဘူးဒါလေးကိုတော့ခေါင်းထဲထည့်ပြီးတော့မှပြည်သူတွေကိုမေတ္တာပေးတဲ့အချိန်မှာဒီပစ္စည်းဒီငွေကြေးဒီဥစ္စာတွေဒီအများပြည်သူရဲ့ငွေကြေးဖြစ်ကြောင်းအများပြည်သူရဲ့အလှူဒါနတွေဖြစ်ကြောင်းမိမိဒီအများပြည်သူ ကိုစားလာရောက်တာဝန်ယူဆောင်ရွက်ပေးခြင်းသာဖြစ်ကြောင်းအဲ့တော့ဒီအလှူခံပုဂ္ဂိုလ်တွေကလည်းမေတ္တာပို့တဲ့အချိန်မှာဒီအများပြည်သူကို လူတန်းထားတဲ့အလူရှင်တွေကိုလည်းမြစ်တာပို့ပေးဖို့လိုအပ်ကြောင်းကလေးကိုလည်းပြောကြားဖို့လိုတယ်နော်ဒါလေးကတော့ကျမကလေကြိုက်တဲ့သူတွေရှိတယ်လို့မကြိုက်တဲ့သူတွေကျမကိုအောက်မှာဆဲတဲ့သူတွေဝေဖန်မဲ့သူတွေအများကြီးရှိကောင်းရှိနိုင်တယ်အဲ့တော့ဒါပေမဲ့လည်းကျမကတော့မြင်တာကိုပြောမယ်မြန်မာပြည်ကပရဟိတဖောင်ဒေးရှင်းနေသည်ပရဟိတကုမ္ပဏီလီမိတက်တွေဖြစ်မနေဖို့လိုအပ်တယ်ဒါလေးဆိုရင်ရပြီ ဒါဆိုရင်ရပြီနော်ကျေးဇူးများကြီးတမရင်ပြီးတော့ရရှိ